ဒီနေ့ကတော့ကျွန်တော်ဝါသနာတို့ညီကိုရဲ့အတွက် error လေးတစ်ခုကို sharing လုပ်ပေးမယ်ပေါ့နော်ဒီကောင်လေးက Acer ဘုတ်လေးပြ No Power ဖြစ်နေတာပေါ့နော်အဲဘာလို့ No Power ဖြစ်နေလဲလဲဆိုတော့ကျွန်တော်တစ်ချက်ရှင်းပြပေးမယ်ဒီဘုတ်လေးက charging IC ရဲ့ diagram ပုံလေးပြအဲဒီမှာဗာပြဿနာဖြစ်နေလဲဆိုတော့ကျွန်တော် AC detect ဆိုတဲ့ pin နံပါတ်6လေးရပါတော့ဘောရီအပြည့်မရောက်ဖြစ်နေပြဘောရီအပြည့်မရောက်တော့ no power အနေထားဖြစ်နေတာပေါ့နော်ပုံမှန်အလုံးမလုံးနိုင်မနဲ့ IC ကအလုံးမလုံးနိုင်မနဲ့ no power အနေထားဖြစ်နေတာပေါ့ အဲ AC တိတက်ကိုဘယ်ကနေလာပြီးမလဲဆိုတော့အဲ့မှာ PR33 ဆိုတဲ့ resistor လေးတစ်လုံးရှိမယ် PR35 ဆိုတဲ့ resistor လေးတစ်လုံးရှိမယ်ပေါ့နော်နှလုံးမအဲ့နှလုံးဖြတ်ပြီးတော့အဲ့ဘက်ကိုရောက်ခဲ့မယ်ပေါ့နော် AC တိတက်ဘက်ကိုသွားမယ်ပေါ့အဲ့မှာ PR33 ကိုကျွန်တော်အရင်ဆုံးစစ်ကြည့်လိုက်တယ်တံမိုးမှန်ရင်လားဆိုပြီးစစ်ကြည့်လိုက်တယ် PR33 ရကတံမိုးမှန်တယ် PR35 ကိုထပ်စစ်ကြည့်လိုက်တယ်မှာ PR35 ကတံမိုးမှားနေပေါ့နော်တံမိုးမှားနေတယ်ကျွန်တော်အဲ့ resistor လေးကိုလဲလိုက်တယ်ပေါ့နော် resistor လေးကိုလဲလိုက်တဲ့အခါမှာစကားအစဉ်ပြေပြေနဲ့ပြန်တက်လာတယ်ဗျ ဒီပုံလေးကတော့ resistor လေးလဲပြီးတော့အဆင်ပြေသွားတဲ့ set လေးပေါ့နော်